Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေအားဖြစ်နေတယ်အဲ့ဒီအနေအားနဲ့အစင်းရဖြစ်အောင်ဘယ်လိုပြင်ပြသွားရမလဲဘယ်လိုရှိရင်ဒီ page owner မသိနားမလဲပဲဘယ်လိုအမှားမျိုးတွေလုပ်ခဲ့ပြီးတဲ့အတွက်ကြောင့်မို့ page quality အနေအားဖြစ်သွားခဲ့တဲ့ဆိုမှဒီ video မှာအလုံးအသေးစိတ်လေးပြီးကျွန်တော်ပြောပြရှင်းပြပေးမယ်အကယ်လို့လူချင်းမျိုး page မှာလည်း page quality အနေအားဖြစ်နေတယ် profile အနေအားဖြစ်နေတယ် straight ထိနေဆိုရင်တော့ဒီ video file ကြည့်ပြီးမှကိုကိုတိုင်း fishing သွားလို့ရပါတယ်အဲ့အတွက်ဒီ page owner ပြောတယ်မဲ့သူရဲ့ page status တော်တော်ချိန်တော့ပြမယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင်တော့ pages and resource နော်အောက်မှာ corporate leading ၅ချိန်တော့ထည့်ထားတယ်ဒီ page မှာ corporate ၅ချိန်ထည့်ထားတဲ့အတွက်ကြောင့်နောက်ထပ်တစ်ချိန်တော့ corporate လာမျိုးဆိုလို့ရှိရင်သူ page က suspended ဖြစ်မှာ page က post နဲ့အပိုင်းပညာပိတ်တော့ပြနိုင်တဲ့အတွက်ကြောင့် attribute ဆက်ပို့လွယ်တယ်ဒီ page မှာဘာကြောင့် strike leading ထည့်လဲဆိုရင်ကျွန်တော်အသေးစိတ်ကျွန်တော်ပြပြရှင်းပြပေးမယ်ဒီ page မှာတင်တဲ့ content ဟာကိုယ်ပိုင် content မဟုတ်ဘဲသူများ content တွေကိုအလွယ်တကူ download ဆွပြီး third party ရဲ့ queen page မရှိဘဲပြန်တိကျ edit မလုပ်ဘဲသူ page မှာတင်ပြီးသွားတဲ့အတွက်ကြောင့် strike leading ထည့်မှာ page quality အနေနဲ့ ်သွားခဲ့တဲ့အဲ့လိုမျိုးနဲ့ပတ်သက်ပြီးလုံဝန်းတင်လို့မရဘူးအကယ်လို့ကိုက page မှာကိုပိုင် content တင်ဖို့မနေဘူးကိုပိုင် video fan TV တင်ဖို့မနေဘူးသူများ video ယူသုံးချင်တယ်ဆိုရင်သူများ video ယူပြီးမှ corporate looking အောင်တေချာလေး edit လုပ်ပြီးမှ page မှာတင်တော့လို့ရတယ်အဲ့တော့ကျွန်တော်ရှင်မှာတင်နှန်းတက်လို့ရပါတယ်တက်ပုံတွေကိုလည်း corporate looking အောင် edit လုပ်ပြီးမှ page မှာတင်ပြီးဝင်ငွေရှာလို့ရပါတယ် နောက်တစ်ခုကျတော့ဒီမှာဆို security edit ဆိုပြီးပြထားတယ်။အဲ့ဒါကျတော့ဘယ်လိုမျိုး content လဲဆိုရင်ကျွန်တော်ဒီ tab ပွင့်တင်တဲ့ဖြစ်စေ video တင်တဲ့ဖြစ်စေဒီ security နဲ့ပတ်သက်ပြီး link ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး app အမြတ်စကလုံးနဲ့ app အမြတ် video file လေးတွေတင်ပြီးတွားခဲ့တယ်ဆိုရင်အခုလိုမျိုး straight လေးတွေထိမှ page quality အနေနဲ့ဖြစ်တဲ့ account မတင် suspended ပါဖြစ်တော့ဘယ်နဲ့လဲတို့ကြောင့်မို့အဲ့လိုမျိုး content လေးတွေတုံတော့လို့မရပါဘူးခင်ဗျာနော်။ video ဖြစ်စေစကလုံးဖြစ်စေဒါမှမဟုတ်ဒီ tab ပွင့်ဖြစ်စေ လင်းပိုင်းဆိုင်နဲ့ပတ်သက်ပြီးတင်တော်လို့မရပါဘူးနောက်တစ်ခုကျတော့ကျွန်တော် pitch မှာဒီ skin shot နဲ့ပတ်သက်ပြီးမတော့တူတယောက်ပုတ်ခတ်တဲ့ skin shot နဲ့ပတ်သက်ပြီးဒါမှမဟုတ် kp wp ငွေလဲ skin shot ငွေအမောက် skin shot နဲ့ပတ်သက်ပြီးတူတယောက် blacklist တင်တဲ့ပုံစံမျိုး skin shot နဲ့ပတ်သက်ပြီးလုံးဝတင်တော်လို့မရဘူးအဲ့လိုမျိုးတင်သွားမယ်ဆိုရင် facebook ai ကနေ detect လုပ်ပြီးမှကျွန်တော် pitch တွေ account တွေကို straight ပေးပါတယ်အခုလိုမျိုး straight လာခဲ့ပြီးဆိုရင်တော့ကျွန်တော် d admin နဲ့ post တင်တဲ့အခါမှာဒီ pitch မှာ straight လာတဲ့အတွက်ကြောင့်မို့ d admin account ပါအနီးအောင်ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ admin ကောင်ကို pitch တက်ခါတယ်ပြုပြင်ရပါတယ်ခင်ဗျာနော် pitch တမျိုးတည်းပြုပြင်နေရတယ်အဓိက main point ကိုကျွန်တော်ပြောပြပေးမယ်ဒီ page owner ဘယ်လို content မျိုးတင်ထားလဲဆိုပြီးအားလုံး live group အနေနဲ့ကျွန်တော်သူရဲ့ page home တစ်ချိတ်တော့မှကျွန်တော်အသေးစိတ်ကျွန်တော်ပြောပြပေးမယ်ဒီ page name time to change something ဘောနော် page name တော့အရင်ကောင်းတဲ့ဒါပေမဲ့တင်ထားတဲ့ content နဲ့အဆင်မပြေဖြစ်နေဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်ဒါ TikTok ပဲဗီဒီယိုပေါ့နော်ဒီမှာဆိုရင် TikTok လို့ကိုပါတယ် TikTok ကတချင်းပါတယ်ပေါ့နော်ဒီလိုဆိုကျွန်တော်အားလုံးအသေးစိတ်ဖွင့်ကြည့်ပြီးပြီအခုလိုမျိုးတင်နေဆိုရင် page မှာအနည်းနဲ့အမြန် coffee လာတယ်ခင်ဗျ TikTok ကဗီဒီယို download ဆိုပြီးတင်နေဆိုရင် TikTok ကနောက်ခံတချင်းပါတယ် TikTok က data ပါတယ် TikTok ကလို့ကိုပါတဲ့အတွက်ကြောင့်အနည်းနဲ့အမြန် coffee ထိတယ်ကျွန်တော်ဒီပြန်တချာ edit လုပ်ပြီးတင်နေရတယ်သူရဲ့နောက်ခံတချင်းပြန် release လုပ်ပြီးမတင်နေရတယ်ဒါပေမဲ့ဒီ page ကဘာမှမလုပ်ဘဲဒီဟန်တင်ထားတဲ့အတွက်ကြောင့်ဒီဥစား အခုမဟုတ်ရင်တော့အနည်းနဲ့အမြဲ corporate ထိကိုထိတယ် Facebook ရဲ့ app တွေမှာ corporate လာကိုလာမှာပေါ့နော်အောက်မှာတစ်ချက်ကြည့်မှဆိုရင် Tony ၎င်းပဲဒါလဲ Covent တက်ပုံမဟုတ်ပဲသူများတက်ပုံတွေကို alert တွေကို download ဆက်ပြီးပြန် edit မလုပ်ပဲတင်ထားတယ်ဘလို့ edit လုပ်ရတယ်ဆိုပြီးကျွန်တော် action မှာလဲကျွန်တော်ပြောပြပေးထားပါတယ်ခင်ဗျာဒီမှာတစ်ချက်ကြည့်မှဆိုရင် TikTok ဗီဒီယိုယူသုံးထားတယ်ဒီမှာလဲ TikTok ဗီဒီယိုဒီ page မှာပြောမှုဆိုရင်အားလုံးဟာ Covent content မဟုတ်ပဲသူများ content ချက်ချက်ယူပြီးသုံးထားပါတယ်အဲ့အတွက်ကျွန်တော် live group အနေနဲ့ပို့ပြီးမှ confident ဖြစ်အောင်ကျွန်တော်တစ်ချက်ပြပြီးမယ် edit မှာ sport inbox တစ်ချက်သွားမယ်ပြီးရင် you are alert ပေါ့နော်ပြောမစင်အားလုံးက live group ပြမှာယုံကြည်ကြတဲ့အတွက်ကြောင့်မို့ live group အနေနဲ့ကျွန်တော်တစ်ချက်ပြပြီးမယ် blue copyright လာတယ်ဆိုပြမှာပေါ့နော်အဲ့အတွက်ကျွန်တော်နည်းပြမယ်နောက်တစ်ခုဒီ page လောက်တင်တော့ဥစ္စာကျွန်တော်ဒီဥစ္စာတော့ကျွန်တော်ဖွင့်ပြလို့ပြလို့မရဘူးဖွင့်ပြမယ်ဆိုရင်ကျွန်တော်အဆမ်နဲ့ coffee tv လာခွင့်နိုင်တယ်ပေါ့နော်ဒါကြတော့အစောတုန်းကဒီ နိုင်ငံရေးကာလမှာဆိုလူနှစ်ယောက်မီရှိုးတဲ့ဥစ္စာနဲ့ပတ်သက်ပြီးမှသူကတင်တော့ခဲ့တဲ့အတွက်ကျွန်တော် Facebook ကချက်ချင်းတော့မူလောပြီးမှ strike ပေးတော့ခဲ့တယ်ဒီဒီမျိုး content နဲ့ပတ်သက်ပြီးတင်လို့မရဘူးတူတယောက်ညင်းပန်းနေဆက်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတွေးဖက်တိမ်လို့လုပ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီး acid နဲ့လုပ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်တော့လို့မရအကဲလို့တင်တော့မယ်ဆိုရင်တော့တွေဝိုက်ပြီးမှသွေးတွေကို steak နဲ့အုပ်ပြီး vra vanya ခံပြီးမှတင်သွားရင်တော့ရလို့ပေါ့နော် okay ကျွန်တော်ဒီမှာတစ်ချက်လာမယ်ဆိုလို့ရှိရင်ဒီ page owner တင်ထားတဲ့ content မှာဆင်းဒီမှာ TikTok က video ဖြစ်ပါတယ်ခင်ဗျာအဲ့အတွက်ကျွန်တော် CT တစ်ချက်နေတော့မယ်ဆိုရင် TikTok အဗီဒီယိုတင်ဘလိုကြောင့် coffee လာလဲဆိုကျွန်တော်မချက်ကြည့်မှဆင် audio မှာဆိုရင်9 minute နဲ့16 second မှာ coffee ထိထားတဲ့ video မှာဆိုရင်တော့3 minute နဲ့28 second မှာတော့ coffee ထိထားတယ်ခင်ဗျာနော်ဒီဥစ္စာကျွန်တော် pitch မှာထားမှဆိုရင်နည်းနည်းကြာမှဆိုရင် Facebook AI က detect လုပ်တဲ့အချိန်မှာနောက်တစ်ချိန်ပေါ့နော်နောက်တစ်ချိန် detect လုပ်တဲ့အချိန်မှာ pitch owner ဘက်ကမပြုတ်ပြင်မဲ့ design ဆက်လက်ပြီးထားတယ်ဆိုရင်တော့ဒီ video only me ဖြစ်ပြီးကြံ့နေတယ်နောက်တစ်ချိန် Facebook AI က detect လုပ်တဲ့အချိန်မှာတိတော့ချစ်တယ်ဆိုရင်ဒီဥစ္စာ straight ပေးပြီးမှ pitch quality မှာ suspended လုပ် ော့ဖို့နိုင်တဲ့အတွက်ကြောင့်မို့ဒီဥစားကျွန်တော်ဖြတ်ဖို့အရေးကြီးပါတယ်အဲ့အတွက်ကျွန်တော်ဖြတ်ဖို့စဉ် continue တစ်ချက်ပြန်နေတော့မယ်ပြီးလို့ရှိရင် not ချင်း continue တစ်ချက်ပြန်နေတော့မယ် not ချင်း continue ပြန်နေတော့မယ်ဒီမှာဆို3 option ပေးထားတယ်အဲ့ကဲလို့ကျွန်တော်တို့က original video တင်ထားရတဲ့ဒါနဲ့ကိုမတော်တဆဘေးရနဲ့နောက်ခံတရှင်နေအနေချင်းနဲ့ဘာညာပါတော့ခဲ့တဲ့ဘာညာဆိုရင် accept chain ဘာညာဒါမှမဟုတ်ရင်လည်း submit ဘာညာလုပ်လို့ရတယ်ဒါပေမဲ့အကောင်းဆုံးကတော့ကျွန်တော်ဆက်ဗီဒီယိုဖြတ်လိုက်တာပို့ပြီးကောင်းတယ်ဒီအပေါ်ကနှစ်ခုကြတော့ ် FL တင်နေစမစ်အချင်းပါညာလောက်တော့ခဲ့တဲ့ဆိုရင်လည်းအနည်းနဲ့အများကျွန်တော် page တွေ့ error ဖြစ်နေတယ်ဝိငွေရကြောင်းနဲ့ပိတ်တော့ဖြစ်နေတယ် page account တွေထပ်ပြီးစိုးတော့ဖြစ်နေတဲ့အတွက်ကြောင့်မို့ remote video လောက်ပြီးမှဖြတ်သွားတာအကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဖြတ်ပြပေးမယ် ဒါကြတော့ဗီဒီယိုအချိန်အနည်းငယ်ပြီးမှကြည့်သွားပြပါအားလုံး step by step ကျွန်တော်ပြပေးတဲ့အတွက်ကြောင့်တချို့ကျတော့ကြည့်လိုက်ခါနာနည်းနည်းပြင်ကြတဲ့အတွက်ကြောင့်ပေါ့နော်ဗီဒီယိုလေးကိုတခြားလေးကြည့်ပြပါကိုကိုရနားလေးသဘောပေါက်ပြီးဆိုမှကို page ကိုကိုကအလုံးလုံးဆောင်တော့လို့ရတယ် page တစ်ခုကလည်း wing blog ရှာလို့ရတယ်ဆို l limit ရှာလို့ရပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီဖက်တစ်ချက်ပြန်သွားမယ် ဒီဗီဒီယိုတစ်ခုဆိုလည်းဒါကိုမန်ဗီဒီယိုမျိုးပဲသူများဗီဒီယိုယူသုံးထားတာပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဥစ္စာဖြတ်ဖို့ဆိုရင်တော့အဲ့လွယ်တကူကျွန်တော်ဒီရက်ဆွဲလေးထောက်လိုက်မယ်ကျွန်တော်ရက်ဆွဲထောက်လိုက်ပြီးတော့ဒီပုံစံပေါ်လာခင်မင်းတင်ပါဆိုအနီအောင်ပြပြီးမှဒီပုံစံဖြစ်နေဒီဗီဒီယိုကကိုမန်ဗီဒီယိုမျိုးသူများဗီဒီယိုယူသုံးထားတယ်ပေါ့နော်ဒီလိုမျိုးသူများဗီဒီယိုယူသုံးလို့မြောက်ဆိုကျွန်တော်ခဏခဏပြောတယ်ယူသုံးမယ်ဆိုရင်ဘလို့ active သွားရမယ်ဆိုကျွန်တော်ရဲ့ channel ကျွန်တော်ရဲ့ page မှာဗီဒီယိုတင်ထားပြည့်တယ်ကိုမန်ဗီဒီယိုမျိုးပဲသူများဗီဒီယို download ဆက်ပြီးပြန် active လုပ်ပြီး page မှာ account မှာတင်ပြီးမှ content မှာရှင်တဲ့ဝင်ငွေရှာပွန် ချန်နီ step by step အားလုံးကျွန်တော်ပြပေးထားပါတယ်အဲ့တော့ကျွန်တော်ဒီဥစ္စာဖြတ်ဖို့ဆိုရင်တော့ဒီဥစ္စာလေးတစ်ချက်နေပြီးမှ delete ဆိုပြီးမှကျွန်တော်ဖြတ်သွားလိုက်ပါမယ်ပထမနည်းက not in နဲ့ဖြတ်ဖြတ်ပြတယ်ဒုတိယက not in နည်းနဲ့ကျွန်တော်ဖြတ်ပြပေးတယ်ဖြစ်ပါတယ်ခင်ဗျာနော် okay ကျွန်တော် fill the feed ခဲ့တဲ့ဒီဥစ္စာကျွန်တော်ပြန်မှ refresh လုပ်လိုက်မယ်ဆိုဒီမှာပြောက်သွားခဲ့ပြီပေါ့နော်ဒါပေမဲ့ဒီဥစ္စာကျွန်တော်ဖွင့်ပြလိုက်ပြလို့မရဘူးဒီဥစ္စာကျွန်တော်ဖွင့်ပြပေးလို့မရဘူးအဲဒါကြတော့ကျွန်တော်ဗီဒီယို offload ပြီးမှကျွန်တော် ကိုကိုတိုင်းဖြတ်သားပေးပါမယ်ပြီးလို့ရှိရင်ကျွန်တော် page ကိုမလုတ်เสียကြံသေးလဲဆိုလို့ရှိရင်ကျွန်တော်ည page home တစ်ချက်ပြန်သွားပြီးမှကျွန်တော်ပြပေးမယ်အခုနကျွန်တော်ပြောတဲ့အတိုင်းဒီ page မှာတင်ထားတဲ့ content တွေက အားလုံးဟာကိုပိုင် content မဟုတ်သူများ content တွေဖြစ်နေရစေဒီ video ကျွန်တော်တို့ချက်ချင်းဖြတ်သွားလို့မရချက်ချင်းဖြတ်သွားခင်မစ page က suspended ဖြစ်သွားဝင်နေတဲ့အတွက်ကြောင့်မို့အင်းဆုံးကျွန်တော်တို့ဒီ page မှာကျွန်တော်ပြောတဲ့အတိုင်း original video original content ဒါမှမဟုတ်ရင်ကိုပိုင် content မဟုတ်ရင်တော့ conflict looking ကိုတခြား edit လုပ်ပြီးမှ content တွေတင်သွားရမယ်ဒီ page မှာ content တင်တဲ့ develop ဖြစ်သွားခဲ့ပြီဆိုမှတန်းလေးဒီ content တွေကိုကျွန်တော်တို့ဒီဖက်ကနေဒီ manage post တို့တစ်ချက်နေမယ် manage post တစ်ချက်နေမှာဒီ upload မှာ select all တစ်ချက်နေမှာပေါ့နော် ်အပေါ်မှာ select all တစ်ချက်နဲ့မှာတစ်ခါလို့ရင်45ခုအခု50ခုတစ်ခါဖြစ်ရင်အခု50ဖြတ်လို့ရတယ်ပြီးရင်ကျွန်တော်ဒီ famous nest တစ်ချက်သွားမယ် then delete name မယ် ဒီလစ်ဆိုလို့ဆက်လက်လုပ်ပြီးအောက်ကနေဖြတ်ပြီးတော်လဲပါမယ်။လောလောဆယ်ဒီဗီဒီယိုဖြတ်လို့မရဘူး။ page ကတခါတည်းဖြတ်တော့ခဲ့မှုဆိုရင် suspended လုပ်ထားဖို့နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်အင်ဇုံအရှိမ content တွေတင်အနောက်က content တွေချိန်တော့ရတယ်။ double လောက်ဖြတ်တော့ခဲ့ပြီဆိုအားလုံး clear ရေးလုပ်လို့ပြီးတော့ခဲ့ပြီဆိုမှတလည်းဒီ page ကိုပြန်ပြီးမှ request debut တင်ပြီးမှဆင်းရလို့တော့မယ်။ request debut ဘလို့တင်ရလဲဆိုပြီးမှနောက်တစ်ခုဗီဒီယိုမှာကျွန်တော်ပြဖြတ်ပေးမယ်။ဒီဗီဒီယိုမှာကျတော့ဒီ page owner ဘလို့အမားမျိုးလုပ်ခဲ့မိတဲ့အတွက်ကြောင့် page quality အနေအထားဖြတ်တော့ခဲ့တယ်။ page quality အနေအထားဖြစ်ရင်ဘလို့ဆိုးကျွေးဖြစ်မှာ ိုပြီးတော့ကျွန်တော်ပြောပြရှင်းပြပေးခဲ့ပါတော့နောက်တစ်ခုကျွန်တော် page မှာအကြောင်းရင်းအမျိုးမျိုးကြောင့် page quality အညာဖြစ်သားခဲ့တဲ့ strategy ထိသားခဲ့တဲ့ဆိုလို့ရှိရင်တော့ကျွန်တော် page မှာ post content တွေဘလောက်ပဲတင်တယ် rich englishman တွေချပြီးတော့ခဲ့တဲ့ပြောမစင်ကျွန်တော် post ရဲ့ content တွေ suggest အနေနဲ့ facebook ကပိတ်သားခဲ့တဲ့ page ရဲ့ page ရဲ့ recommendation အပိုင်းကို Facebook ကပိတ်သွားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တင်တဲ့ post content တွေက rich enrichment view တွေကျသွားခဲ့တယ်။ဒါပေမဲ့ Telegram Street TV မှာ rich investment ချာစိတ်မှုပါနဲ့ဒီဥစ္စာပြန်စစ်စစ်ပြီးမှအမားတွေဖယ်ရှားပြီး Facebook team ကို report request တွေပြုတင်ပြီးမှ setting setup ချိန်ပြီးမှပြန် content run မိသွားမယ်ဆိုလို့ရှိရင်ကျွန်တော် page rich investment တိတိတတ်တာပြောင်းလဲလာမယ်ဒီ page ကကျွန်တော် service ဆက်ဆက်ချင်း add on ဆိုရင်ဒီ star မှာချက်ချက်ပြပြီးမှဒီနာဆိုရင် not recommendation ဆိုပြီးပြတယ်အခုတော့ grow address ပဲပြထားတယ်ပြီးလို့ရှိရင်ဒီမှာ star count တော့ခက်တဲ့အတွက်ကြောင့်မို့ကျွန်တော် page မှာတင်လိုက်တဲ့ post content တွေကဒီ100%မဟုတ်ဘူးဆိုရင်တော့99%လောက်ကတော့ rich englishman တက်ပြီးလာပါတယ်ခင်ဗျာနော်အဲ့တော့ဒီမှာသူကဒီနှစ်ခု option ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအဲ့တော့ကျွန်တော်ဒီ apply ဆိုကျွန်တော်တစ်ချင်းနေသွားခင်ဗျာဘယ် content မှာသူကနောက်ထပ်ဟိုတာဖြစ်နေလဲပေါ့နော်ကြောပြောမှဆိုရင်သူတင်ထား content အားလုံးက flat content တွေဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော်ဒီဥစ္စာတစ်ချင်းနေမယ်အဲဒီမှာဘုန်းတူတင်ထားတဲ့ဥစ္စာဒီမှာဆိုဘလောက်ချိမိလဲမသိဘူးဆိုဒီစာသားနဲ့ပတ်သက်ပြီးနာစိတ်ပူမိတယ်ဆိုတော့စာသားနဲ့ပတ်သက်ပြီးမှလည်းအဲ့ဒါတက်တယ်ပြီးလို့ရှိရင်ဒီဗီဒီယိုတင်တဲ့အခါမှာဒီဗီဒီယိုငှက်ကို များတစ်ချောင်းတော့ဟိုဘက်ဒီဘက်ဖြောင်ပြီးမှတင်ထားတဲ့ဥစ္စာတော့ပြောမယ်ဆိုရင် NDA ရှိတဲ့ post ပြီးတင်ထားတဲ့အတွက်ကြောင့် Facebook AI က detect လုပ်ပြီးမှဒီဥစ္စာကို reuse လုပ်ပြီးသွားခဲ့တဲ့အတွက်ကြောင့်ဒီ content ကိုကျွန်တော်ဖြတ်ပြီးသွားရမယ် salary ထားမယ်ဆိုရင် page ကပြတ်တော့ဖွင့်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဥစ္စာတစ်ချက်နေမျိုးကျွန်တော် delete ဆိုပြီးနေပြီးဖြတ်သွားရမယ်ဒါပေမဲ့ကျွန်တော်ဒီဥစ္စာကျွန်တော်ပြပေးတဲ့ဖြစ်ပါတယ်ကျွန်တော် video ပြီးရင်ကျွန်တော်အားလုံးကျွန်တော်ဖြတ်ပြီးသွားမယ်အဲ့အတွက်နောက်တစ်ခုမှလည်းကျွန်တော်ပြပေးမယ် ခုမှကြတော့ရာဒီဥတုပူအိုင်နေတာစာသားနဲ့ပတ်သက်ပြီးတော့အဒီတင်ထားတဲ့ content ပေါ်ဒီမှာဆိုရင် we will not suggest to post and people ပေါ်ပြောမစင်ကျွန်တော်ဒီ content ဒီ post တွေ error ရှိတဲ့အတွက်ကြောင့်ကျွန်တော် Facebook ကလူတွေကိုမပြပေးဘူး suggest အနေနဲ့မပို့ပေးဘူးဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဒီ content မှာကျွန်တော် select ပြီးမပြုတ်ပြင်မဲ့ဒီရင်ထားမယ်ဆိုရင် content ကပို့ပြီးမှစိုးတော့ဖို့နိုင်တယ်ပစ်တယ်ပို့ပြီးစိုးတော့ဖို့နိုင်တဲ့အတွက်ကြောင့်ဒီမှာ ठी တဲ့ content အားလုံးဖြည့်ရမယ် အခုနောက်ပေါ့နော်ကျွန်တော်ဒီမှာဒီ content တွေကျွန်တော်အခုနောက်ပြောတဲ့အတိုင်း select all နေပြီးမှကျွန်တော်ဖြတ်သွားလိုက်မယ်ဆိုရင်အဆင်ပြေပါတယ်အဲ့တက်ကျွန်တော်အခုနောက်တက်ပုံတပုံကျွန်တော်တစ်ချက်ပြန်ပြပြီးမှပို့ပြီးမှနားလေသဘောပေါက်အောင်ပေါ့နော်အဲ့တက်နည်းနည်းအဆင်တော့မယ် ငါပုံစံဒီမှာဘုနော်တင်းငတ်မှာဆိုဒီမှာဆိုတော့အချုံနဲ့ဟိုဘက်ဒီဖက်ဖြောင်းနဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်သွားခဲ့တယ်ပြီးလို့ရှိရင်သူကစာသားမှာလည်းဒီမှာစိတ်ပူမိတာဘုနော်စိတ်ပူမိတာဆိုဒီမှာနည်းနည်းလေး common လေးခံပြီးတင်သွားခဲ့မှာဆိုအဆင်ပြေတယ်ဒီဥစ္စာနဲ့ပတ်သက်ပြီးအသေးစိတ်အသေးစိတ်ကျွန်တော်ရဲ့ channel မှာကြည့်ပြီးမှကိုကိုတိုင်းဖြည့်ရှင်းသွားလို့ရတယ်အကယ်လို့ကိုကိုတိုင်းဖြည့်ရှင်းမှုမနိုင်ဘူးဆိုရင်ကျွန်တော်ရှိမှာ service အလုပ်ရတယ်ဒါမှမဟုတ်တင်နန်းတက်ပြီးမှကိုကိုတိုင်းဖြည့်ရှင်းသွားလို့ရပါတယ်ဒီနေ့ဒီမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဗီဒီယိုအရင်ရှင်းသွားခဲ့မှာဆိုတဲ့အတွက်ကြောင့်နောက်တစ်ခု video မှာဒီ page quality ီအန်နီယံကိုအစင်းရလောက်ပေါ်လုံးနေ process အသေးစိတ်လုပ်ပြီးမှ live group အနေနဲ့ကျွန်တော်ပြောပြရှင်းပြပေးမှာပေါ့နော်အဲ့အတွက်ကျွန်တော်ဒီမှာတစ်ခုကျွန်တော်ပြပေးမယ်ဒီ pitch ကမနီယံတော့စဉ်းတော့ခဲ့တဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်ပြပေးမယ်ဒီဥစ္စာဆိုလို့ရှိရင်လည်းသူစား pitch master လေးတွေငားကျင်တော့အထီးပြီးမှ ကျွန်တော်စီမဆာဗစ်လာအက်တက်ပေါ့နော်ကျွန်တော်ဖက်ကတေချာစစ်စစ်ပြီးမှပြပြလိုက်တဲ့အချိန်မှာအချင်းတို့အတွင်းမှာပဲ page ကစိန်သက်ခဲ့တဲ့အတွက်ကြောင့်မို့သူကပြောတယ်အဲ page နေတာ corporate strategy မရှိတော့ဘူးရှင်လေဒီနေ့မနေ့ page switch englishman တက်ပြီးဇေယွန်တက်လာလို့ page ကိုစစ်ကြည့်လိုက်တဲ့အချိန်မှာစိန်နေတဲ့ဝန်တာပါတယ်ကျွန်တော်ဖက်ကသူကဒီ page စိန်သက်ခဲ့တဲ့ဆို page page restore ဖြစ်တော့ခဲ့တယ်ဆိုကျွန်တော်ဖက်ကနိုတီလေးတွေလာတယ်ဒါပေမဲ့ကျွန်တော် service အများနဲ့ကိုင်နေတဲ့အတွက်ကြောင့်တချို့တလေစားပြန်ဖို့မနိုင်ဘူးဗောနော page send တော့ခဲ့ဆိုပြီးတော့ခဲ့ပြီဆိုမှဗောနော်ဒါပေမဲ့တချို့တလေကျွန်တော်စားပို့ပြီးကျွန်တော်တို့သတိပေးတာဗောနော်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ် page ကတချို့ပြောတာမစိမ်းဘူးမစိမ်းဘူးပြောတယ်နီးစင်တကြနိုင်ငံပြီးမှအလုပ်လုပ်ဆောင်သွားမယ်ဆိုရင်တော့100မှ100% save ပါတယ်ခင်ဗျာနော်ပြဿနာတိုင်းမှာအဖြေဆိုတာရှိပါတယ်